အားလုံးပဲမင်္ဂလာပါ main new channel ကနေအားလုံးကြိုဆိုပါတယ်စရော့စာသမားတွေကျွန်တော်တို့မင်းညာကပြင်းပြလေးပွေးစီပေါ့ဗျာဒါဗီကိုရီအိုထရဗမာ CD ကို United ကတေးဒမေ့ရယူနိုင်ခဲ့တယ်ကိုအတင်ဘက်ကတော့အကောင်းမွန်ဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ဆိုလို့ရမှာမနိုင်ခဲ့ဘူးဆိုပေမဲ့လို့အစင်ငါကအတင်းကိုအစစ်စစ်သူကအတင်းကဒီလိုမျိုးရှင်းကစားနိုင်ခဲ့တာတကယ့်ကိုအကောင်းမွန်ဆုံးဖြစ်ခဲ့တယ်နောက်တစ်ချက်သူတို့ရဲ့ CD အင်ဘွေးမှာကျွန်တော်2ရဲ့နိုင်ထားခဲ့တယ်ဆိုတော့ ိုကိုရဲ့ ultra ဘုံမှာသူတို့အနိုင်မရခဲ့ဘူးဒါကလည်းကိုရဲ့တည်တဲ့ကောင်းတဲ့ချက်လို့ဆိုရမှာပေါ့ဗျာဆိုတော့အဲ့ဒီပွေးစင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုံးစံအတိုင်းပေါ့ဗျာပွေပြေသူတွေချင်းအနေအကျကျွန်တော်ဆွေးနွေးကြည့်အောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဦးဆုံးကျွန်တော် CD ဖက်ကိုကြည့်ရလို့ရှိရင် CD အနေနဲ့သူတို့ကပေါ့ဗျာဒီရဒီမှာအချင်းတွေမကောင်းဘူးဆိုပေမဲ့အစင်ငားမှာရက်တင်နေတယ်ကိုရဲ့မက်ဆာအောင်တဲ့ပင်ကအစစ်စစ်တုံးမှာအများကြီးကြော်အောင်မှုရှိတယ်ကစားသမားဒီနေ့ကြည့်ရရင်ဆိုရင်လည်း သူတို့အတိဘက်ကတာစီရနေတယ်ဟုတ်တယ်မလားအရင်မှဆိုရင်လေတကယ့်ကိုအော်ဟာလေးတော့မပိုင်ဘူးဆိုပေမဲ့ဒီနေ့ပထမပိုင်းမှာပွေးတော့လာတဲ့အနေအထားတစ်ခုမှဆိုရင်ကိုရီအသင်းတက်ကအများကြီးတာလည်လို့မရှိတယ်ဒုတိယပိုင်းမှာလေလူစားပြောင်းလဲမှုဆိုရင်လည်းကိုရီအသင်းတက်ကလုံးဝကိုပြောစရာမလိုဘူးသူတို့အတိဘက်ကဖက်ဖက်ကကောင်းမွန်နေတဲ့ပလေယာတွေသူတို့မှရှိတယ်ဒါပေမဲ့လို့ကိုရီအသင်းဘက်ကရှိတဲ့လူနဲ့ကောင်းမွန်စေကျွန်တော်လူပြနိုင်ခဲ့တယ်ဒါကိုကျွန်တော် ကိုကစားသမားတွေကိုကျေးဇူးတရားမလို့ဖြစ်နေတယ်။ဘာဖြစ်လို့ဆိုတော့ Northern Fire နဲ့ပွေးစီမှာဆိုရင်လည်းကျွန်တော်တို့ဝင်းစင်းနဲ့ရှုံးခဲ့တဲ့ကိုရီးယားတီဘက်ကအဲ့ဒီပွေးစီမှာဆိုဘူဘောက်ကဲတင်မှုရောဘူဘောက်ချီချောင်းမှုရောအများကြီးလုံနိုင်ခဲ့တယ်။ဒါမှမဟုတ်ကျွန်တော်တို့ဝင်းစင်းနဲ့၅မိနစ်မှာဂိုးပေးခဲ့ရတယ်။ဒီနေ့ပွဲစီမှာ City ဘက်ကတော့ပထမပိုင်းမှာရောကျွန်တော်တို့ဒုတိယပိုင်းမှာရောသူတို့အင်တိုင်းအားတိုင်းနဲ့တော့အနိုင်ကစားဖို့ဥတည်သွားခဲ့တာ။ဒါပေမဲ့လို့ကိုရီးအသင်းဘက်ကနောက်တစ်ဆယ်နှစ်ဘက်မှာဆိုရင်တကယ်ကိုဟိုခင်စီမှာအကောင်းဆုံးကစားသမားတွေဖြစ်ခဲ့တယ်။ မဇရာဝီတို့မခွိုင်းရတို့ပြည့်စီလီနီယူတို့ဆိုတော့ဒါကတော့ CD အခြေအနေပေါ့ဗျာသူတို့ကကိုယ်တွေအသေးသေးဆိုင်ဒီနေ့ပွဲစီမှာဒုတိယပွဲမှာခွေးတွေတင်မရခဲ့ဘူးကျွန်တော်မင်ဆောင်လည်းတဲ့အသင်းကိုကြည်ရလို့ရှိဒီနေ့ပွဲစီမှာကျွန်တော်ပွဲထွက်လူစင်းအနေနဲ့ကနေပြောလို့ရှိဘုဒ္ဓမနီမှာအန်ရီအိုနန်နာပေါ့ဗျာနောက်တဲ့ဆရာပဲသူရောကခုနပြောသလိုပါပဲမဇာဝီညာတပွဲမှာပြီးလို့ရှိမခွိုင်းရနဲ့လီနီယူကိုပြတဲ့ပွဲကျွန်တော်ထားကစားခဲ့တယ်ဒီ၃ယောက်ကကျွန်တော်အသေးမှာဒီနေ့က တင်ညီဆုံးကစားနိုင်ကလေး player 3ယောက်လို့ကျွန်တော်ပြောလို့ရတယ်။ဒီနေယူဆိုရင်လည်းရှေ့ပွေးစီတွေတော့လည်းမဟုတ်ပဲမက်ဆီဒီနဲ့ပွေးစီမှာတဖက်တိုက်စီကကစားသမားတွေကိုရှင်ကစားနိုင်ခဲ့တယ်။မကွေရဆိုရင်ပြောစရာလိုပါဘူး။ကျွန်တော်အသေးဘက်ကအီတောက်ပဲတွေကနေပေါ့ဗျာ။ကိုရရှိမှုဆိုရင်လည်းဒီကောင်တိုင်းဘောကနေဖွင့်ရတဲ့ဖယ်လီပေးမှုလုပ်ခဲ့တယ်။မဆာဝေဆိုလေးထွန်းလည်းကောင်းပါပဲ။ညာနောက်ခံကနေပြီးတော့ ်ချီတော်မှုတွေအကောင်းဆုံးလုပ်ခဲ့တယ်ကျွန်တော်ကွေးလေး၄ယောက်မှကျွန်တော်ပက်ထရစ်ဒူကိုရဲ့ကက်စီမိုရဲ့ဥဂါတီရဲ့ဒီကိုဒါလိုတို့အသုံးပြုခဲ့တယ်ဒီ၄ယောက်မှဆိုရင်ကစားသမား၂ယောက်ကိုကြည့်ရလို့ရှိရင်ပက်ထရစ်ဒူကိုဒီကိုဒါလိုဒါလိုကစားသမားတို့ရဲ့ကက်စီမိုကိုထက်တော့အဆင်မပြေတော့ဘူးဘာကြောင့်လဲဆိုရင်သူ့စီကနေဘောလုံးဖယ်တင်မှုလေးကျွန်တော်မရဘူးပြမနာအခွင့်အရေးတွေလည်းဘာမှမရဘူးပက်ထရစ်ဒူကိုအနေနဲ့အတင်းကြီးနဲ့ကစားတယ်အတင်းကြီးအတွက်ကျွန်တော်ခေါ်ထားတယ် ဒီချာတိန်လေးကအသိရဘိုင်းယားဆိုလကောက်မက်ဆီဒီကစားသမားတွေရဲ့ရှင်ကစားပြီဆိုရင်ပေါ်ဒီဘိုင်းယားနောက်တစ်ခုကျွန်တော်အတွေ့အကြုံပဲရောအများကြီးလိုအပ်တဲ့ကစားသမားဖြစ်တဲ့အတွက်ဒီကစားသမားလေးကိုပြီးပြောလို့မရဘူးဒါလော့အနေနဲ့ဖင်မွေးဖြူနေပြီနော်ဆိုတော့ကက်ဆီမိုနဲ့ဒါလော့ကိုချစ်ကြရလို့ရှိရင်ဒါလော့ကအဆင်မပြေဘူးစားသမားတွေကျန်တဲ့ကျွန်တော်ဥပါတင်နဲ့ကက်ဆီတို့ကကောင်းမွန်ဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရရင်နောက်ပိုင်းပွဲစီနေမှာကက်ဆီက ကျွန်တော်ဒီကွေးလင်နေရာက defensive နေရာတို့ကနေကျွန်တော်လုံးနိုင်စေရှိတဲ့ player လို့ကျွန်တော်ပြောလို့ရလာတယ်။ So တက်နှစ်ယောက်ကကျွန်တော် Bruno Fernandes နဲ့ Garner ရှိပေါ့ဗျာ။အထောင်မှာတော့ Rashford ဖိုင်နဲ့ Garner နဲ့ Bruno Fernandes ဆိုရင်လည်း Garner ကအခွေတချို့ကိုကျွန်တော်မဖယ်သေးနိုင်ခဲ့ဘူး။ Bruno Fernandes ကတော့အစွဲကိုကျွန်တော်ကစားနိုင်ခဲ့တာပေါ့ဗျာ။ဖိုင်နဲ့ဖိုင်နဲ့ Zegizi မှာကျွန်တော်ဒုတိယပိုင်းဝင်လာတဲ့ Zegizi ကပိုလို့တော့ကောင်းနေသေးတယ်။ဆိုထားလိုက်ပါဒါကကျွန်တော်ပွေးချဲလူစီစစ်တရားပေါ့ဗျာ ပိုရီအစ်စ်နဲ့ CDA အင်ကွေးမှာဝန်တူနဲ့နိုင်ခဲ့တယ်အဲ့ဒီပွေးစီမှာဆိုအာမက်ဒီယာလိုရဲ့ဇင်ကုန်းရောက်ကျွန်တော်တူဝဲနဲ့နိုင်ခဲ့တယ်ဒါကကျွန်တော်ပထမပြုစုမှုအနေနဲ့တော့ပေါ့ဒုတိယပြုစုမှုမှာဆိုကျွန်တော်မေဆာမတဲ့တဲ့နဲ့ပထမပိုင်းဘောလုံးပိုက်စင်မှုကိုကြားလို့ချင်းဒီနေ့တက38ခြေလုံးရခဲ့တယ်တစ်ဖက်အင်္ဂါ60ခြေလုံးရခဲ့တယ်ဘောပေါက်ပြန်သိမှုမှာဆိုသူတို့အသေးဘက်က၄ချင်းကျွန်တော်ယူရတဲ့အသေးဘက်က၄ချင်းပေါ့ဗျာ ဘိုးဘောက်တေးမှာသူတို့ဘက်ကတကြင်ကျော်တော့မေဆောင်နေတဲ့ကတကြင်ဖြစ်ခဲ့တယ်ဆိုတော့ဒါကဒီဘောလုံးပိုင်ဆိုင်မှုရောဘိုးဘောက်ပြည်သူမှုရောဘိုးဘောက်တေးမှုပေါ့ဗျာသူတို့အစ်မကလည်းအလောက်ကြီးအတားကြီးမရခဲ့ဘူးဘောလုံးပိုင်ဆိုင်မှုတော့တာကြီးရခဲ့တယ်ဆိုတော့ပထမပွေးစားပြီဆိုတဲ့ကိုရဲ့အသင်းဘက်ကအခွင့်အရေးရရှိခဲ့တယ်ဒါပေမဲ့လို့ CD ဘက်ကအခွင့်အရေးပိုတာနေမှုကျွန်တော်တွေးခဲ့ရတယ်ကျွန်တော်စောစောပြောသလိုပါပဲကာနာရွှေရဲ့အဲတိုက်စီဘိုင်းမှာလိုက်ပါမှုတွေပြလို့ချင်းယာတဲ့အခွင့်အရေးကိုသူမရှာနိုင်တဲ့အနေအထားတစ်ခုမှဆိုရင် ထေတလောက်ကျွန်တော်ဘယ်လိုမဖြစ်ခဲ့ဘူးဒါကအချင်းဆုံးမြင်နေရတာကျွန်တော်ကိုဘောက်ကယ်သမှုနဲ့အများကြီးရခဲ့တယ်ပထမဘက်ရောဒုတိယဘက်ရောပေါင်းလိုက်ရင်ဒါပေမဲ့လို့တိုက်စီဘက်မှာရရှမန်ဖိုင်ရဲတို့ကာနာရှူတို့ဒါလိုတို့ကိုင်းလေကဒီကောင်တွေကျွန်တော်ပဲမှုမှုတွေအသုံးမချနိုင်တဲ့အခွင့်အရေးကြောင့်ကျွန်တော်နင်းနာခဲ့တဲ့ဟိုအလုံးတွေကကျွန်တော်များခဲ့တယ်ဆိုတော့နောက်တန်းကိုကြည့်ရလို့ချင်းနောက်တန်းကတကယ့်ကိုကျွန်တော်တို့ဒီကောင်းကင်တဲ့ကစားသမားအများကြီးရှိခဲ့တယ် တို့ပြကျွန်တော်ကွင်းလေးမှာဆိုရင်လေကက်စမီယိုကတကယ်ကိုကျွန်တော်ပေါ်ဖော်မဲ့ကောင်းကောင်းနဲ့ဟိုထင်းကစားခနိုင်ခဲ့တယ်ပေါ့ဗျာတဖဲတင်ကကစားသမားတွေအခွေရင်မရအောင်အကောင်းဆုံးကျွန်တော်လုံးဆောင်နိုင်ခဲ့တယ်ဒါလောက်ကတော့ကျွန်တော်ပြောစရာမလိုပါဘူးဒီကောင်ကယာတဲ့အခွေရင်တွေကိုလည်းသုံးမရနိုင်ဘူးဖန်တီးမှုတွေလည်းကျွန်တော်မလုံးနိုင်သေးဘူးဆိုတော့ပထမဆုံးကကျွန်တော်အတင်းရောသူတို့အတင်းရောကိုမရှိတင်ရလဲထုတ်ပေါ်ခဲ့တယ်နှစ်တင်းစလုံးကကျွန်တော်ကစားပုံအဲ့လိုတိမပေါ်ခဲ့ဘူးချီယူတူခဲ့လို့ကျွန်တော်ပြောလို့ရတာပေါ့ဗျာ နှစ်ဖက်တင်ကားပါဗျာအင်တိုက်အတိုင်းနဲ့ကစားခေးတယ်ဆိုပေမဲ့လို့သူတို့ကလည်းအခွင့်အရေးတချို့ရခဲ့တယ်အန်ဒရီအိုနာနာရဲ့ဒီနေ့ပွဲစီမှာမထင်မဲ့လောက်တကိပ်ဖြစ်အလုံးတွေကိုလုပြနိုင်ခဲ့တဲ့အတွက်ကိုမရှိတည်ရင်လည်းကျွန်တော်ပြီးဆုံးတော့ခဲ့တယ်ဗောဗျာပထမပိုင်းမှာဒုတိယပိုင်းအချိန်တွေတခုပြင်ကြည့်ရလို့ရှိရင်ကျွန်တော်ဘောလုံးပိုက်စမှာကျွန်တော်ရင်းနေတဲ့ဒီဘက်ကတည်သလားကောင်းမွန်လာခဲ့တယ်၄စင်းနဲ့ရတယ်လို့ရခဲ့တယ်တစ်ဖက်တည်းက50ရှိရတယ်လို့ရခဲ့တယ် ဘူဘောက်ကဲတူမှာကျွန်တော်ယူနေတဲ့အသင်မှာ73ကြီးလောက်ရှိခဲ့တဲ့စာသမားတို့သူတို့အသင်မှာ9ကြီးပေါ့သူတို့အသင်မှာ9ကြီးပေါ့ဗျာဘူဘောက်တင်းမှာဆိုကျွန်တော်ယူနေတဲ့အသင်မှာ9ကြီးပဲရှိခဲ့တယ်သူတို့အသင်မှာ9ကြီးဒါကကျွန်တော်စောစောပြောသူပါပဲတိုက်စစ်ပိုင်းမှာအခွင့်အရေးတွေတုံးမရှာနေတဲ့ player တွေကျွန်တော်ရှိခဲ့တယ်ကာနာရှိုဝက်ရှ်မန်ဝိုင်လဲကွင်းလင်ကဘယ်သူရှိမလဲကျွန်တော်ညတော့ပဲမှာဆိုဒါတော့ပထရစ်တူကိုအနေနဲ့က တဖက်တကယ်ဒီဝဝိုင်ကောင်းတဲ့ကစားသမားနဲ့လည်းချင်းပြီဆိုရင်အခွင့်အရေးတွေအဲ့လိုထိမရခဲ့ဘူးတိုးတော်ညာလည်းပက်ထရစ်ဒူဘိုကတကယ်ကိုဒါလုံးနဲ့ဆိုင်အများကြီးကောင်းခဲ့တယ်။ဒါကြောင့်ကျွန်တော်ဒီကြားတဲ့အခွင့်အရေးကိုကျွန်တော်အသုံးမချနိုင်ခဲ့တာကိုပြီးလို့ရှိရင်ကျွန်တော်အစင်ကားကအသင်းကိုဒီလောက်ထိရှင်းပြစားနိုင်ခဲ့တဲ့အနေအထားတစ်ခုရကြည့်ရလို့ရှိရင်ကျွန်တော်ကတော့ဒီနေ့ပြည်စင်ကအကောင်းဆုံးမဟုတ်ရင်တော့အကောင်းဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ် စာသမားတွေကျွန်တော်ဒုတိယပိုင်းမှာဆိုရင် CD ဘက်ကပွေးစားပြီဆိုတာနဲ့တကယ့်ကိုဖိကစားမှုတွေရှိနေတယ်။ဒါကသူတို့အတင်ကအဲကျွန်တော်ယူနေတဲ့အိမ်ခွေးမှာအနိုင်ရဖို့ကိုဥတည်တော်ခဲ့တာပေါ့ဗျာ။သူတို့ရဲ့အိမ်ခွေးမှာကျွန်တော်ယူနေတဲ့အတင်က2ဝဲနဲ့နိုင်ခဲ့တယ်။နောက်တစ်ချက်က CD ကအာပရီးမီးယားလိဂ်ခလားကိုစင်ခေါ်နိုင်စင်ရှိတဲ့အတင်းထဲမှာပါသေးတယ်။သူတို့ကလက်ရှိအဆင့်ကားမှာပြမနာကျွန်တော်ယူနေတဲ့အတင်က6 7သုံးပါဆိုတော့သူတို့ကလည်း United အိမ်ခွေးမှာ အလိုက်သုံးမဲ့ကိုရယူနိုင်ခေရှင်တာပေါ့ဗျာဒါပေမဲ့လို့ကိုတွေအတင်ဘက်ကခင်စင်းမှာတက်နိုင်ဆုံးဟန်တနိုင်ကြတဲ့အနေအထားတစ်ခုရဆိုရင်သူတို့အတင်ဘက်ကဟိုဘလို့မှအခြေအနေမကောင်းခဲ့ဘူးပေါ့ဗျာပြီးလို့ချင်းသူတို့ရဲ့တိုက်စီးကစားသမားတယောက်ဖြစ်တဲ့ဟာလဲဆိုရင်လည်းပဲဟိုကဲပြဿနာနဲ့အနာပိထားတဲ့အနေအထားတစ်ခုဆိုရင်သူတို့မှပြောမှဆိုပေါ့ဗျာဟာလဲအနေနဲ့တကယ်အခွင့်အရေးတွေကိုအသုံးချနိုင်တဲ့ပလေယာတွေမှပါတယ်ဆိုတော့ သူတို့အသင်ဘက်ကပေါ့ဗျာဒုတိယဘက်မှာဆိုရင်ဟိုတိုက်စီဘက်ကိုအားပြုလာခဲ့လို့ဆိုပေမဲ့လို့ကိုရီအသင်ဘက်ကတန်တယ်တိုက်စီတနေ့အကစားသမားတွေကအဲ့လိုမျိုးကစားခဲ့တယ်ကျွန်တော်အသင်ဘက်ကတော့ယာတိအခွေကိုတော့တုံးချခဲ့တာပဲကွင်းလေကဒါလောတို့ပြုလို့ချင်းဟိုခွိုင်လန်းတို့ရဲ့ဟိုအတုံးမချနိုင်ခဲ့တဲ့အဖက်တူဘူးမကောက်တဲ့အချိန်တခုမှဆိုရင်ကျွန်တော်တို့ကိုရမှုနဲ့နေခဲ့ခဲ့တာပေါ့ဗျာဆိုတော့ကျွန်တော်တို့59မိမှဆိုရင်မကွိုင်းရကိုထုတ်တယ်ဖြူတယ်လေးတော့ဝင်လာ ီတန်လေးတလုံးဝင်လာတဲ့နေရာတကူမှာကျွန်တော်စိုးရင်စိတ်ဝင်ခဲ့တယ်။ဘာဖြစ်လို့ဆိုတော့မကွင်ရအနေနဲ့ပထမပိုင်းမှာတကူကိုနောက်ပြန်ဆက်လာမှာအဲထင်းကစားနိုင်ခဲ့တဲ့ player တယောက်ဖြစ်တယ်။ဒီတန်လေးဒီလိုအနေနဲ့ကျွန်တော်ဒီကောင်ဝင်လာပြီဆိုရင်အဲ့လိုလေးကျွန်တော်မထင်ခဲ့ဘူး။ဒါမှမဟုတ်ပွေးပေးစုချင်ဒီပါအမားမမလုပ်ခဲ့တဲ့အတွက်ဗီတာလီတို့လည်းကျွန်တော်ကျေးဇူးတင်ရမှာပေါ့ဗျာ။ တော့ကျွန်တော်ဒီမကွာရောက်ကနားပြီးပြီးတော့ပီတာရင်တော့ဝင်လာတယ်မိနစ်90စင်သားအရောက်မှဆိုရင်ရက်ရှမန်ဝိုင်လဲကိုထုတ်ပြီးတော့ကျွန်တော်ကတည်းတွင်တယ်ပြီးလို့ရှိရင်မေဆန်မောင်းဇဂီစီကျွန်တော်ဝင်လာတော့ဗျာဇဂီစီဝင်လာတဲ့အနေထားတစ်ခုမှဆိုရင်ဝိုင်လဲတဲ့ဒုတိယပိုင်းမှာကျွန်တော်အပြင်ဘက်ကတိုက်စီပိုင်းမှဆိုရင်ကိုပိုရောက်မှုတွေကျွန်တော်ခွေးတွေရခဲ့တယ်ဝိုင်လဲအနေနဲ့ကျွန်တော်ရှင်းပြီးဒီမှာလေးပြောပါတယ်နောက်ပိုင်းမိနစ်တွေနောက်ပိုင်းအနေထားတွေမှဆိုရင်ဒီကောင်က အခွေးတွေတုံးမချနိုင်ဘူးပြီးလို့ရှိရင်ဘိုးဘောက်ကင်သိမှုတွေမှာလည်းအဆင်မပြေတဲ့ပုံစံမှာကျွန်တော်တွေ့နေရတယ်။ point ဇဂဇီအနေနဲ့ကြာပြီတော့ကျွန်တော်နောက်ပိုင်းအနေထားတွေမှာဆိုရင်တကယ့်ကိုဒီနေ့ဆိုရင်ကြည့်ပါလားစာသမားတို့ဒီအပိုင်းမှာဆိုအခွေးတွေပူရခဲ့တယ်။ဇဂဇီအတိုးအလုပ်တွေပြိမာဖြစ်တင်ပေါ်တယ်။တိုက်စီပိုင်းမှာကိုပိုရောက်ဖို့တဲ့ရုံးကင်မှုတွေက point လန်တဲ့ပူပြီးတော့ကောင်းခဲ့တယ်။ဒါကျွန်တော်ရဲ့ facility ရောအမီပေါ့ဗျာ။ဒီ group အနေနဲ့က ဘလို့ထင်မကျဲရှိလို့ဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့လို့ဇေကီစီကနောက်ပိုင်းပွဲစီမှာတကယ့်ကိုကောင်းတဲ့ player လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲဒီနှစ်သင်းကားပေါ့ဗျာဇူဒီယာဘက်မှာလည်းတေးရလည်းထွက်ပေါ်ခဲ့တာပေါ့ကျွန်တော်ပြလို့စမ်းမပြောသလိုပါပဲမက်ဆာဝင်တဲ့အသင်းနေနဲ့ CD ကိုဒီလိုမျိုးချင်ကစားနိုင်ခဲ့တာကအင်မတန်ကိုရီအသင်းတက်ကိုဂိုယူဖို့ကောင်းတယ်လို့ပြောရမှာပေါ့လက်ရှိ CD ရဲ့ဒီဖြတ်သန်းမှုတွေ CD ရဲ့ ဒီအခြေအနေကောင်းမှုတွေကကိုယ်ရည်အသင်းကဘလို့မှမမီနိုင်ပါဘူးကစားသမားတွေဖက်ကိုကြည့်ရရင်လည်းအရင်မှရောအဓိကပို့ထုတ်ရတဲ့ကစားသမားတွေရောအဖက်ဘက်ကစီဒီကတာလည်မှုရှိတယ်ကိုယ်ရည်အသင်းမှာကဒီနေ့ပွေးစီမှာဆိုမစ်ဆင်မော့ကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်လူရောဆိုရင်လည်းပဲအော်ဒီဒုတိယဘက်မှာဆိုရင်သူရဲ့ဒီပုံရိပ်တွေကိုတော့မြင်တွေ့ခဲ့ရတာပေါ့ဗျာဒီကောင်ကဘာထိခိုက်မှုမရှိပါစေလို့ကျွန်တော်ဆုတောင်းမိတယ်ဘာလို့ဆိုတော့ ပြီးတော့မကစားသူကြီးခဲ့တဲ့ရရှိဘယ်လိုလုပ်မလဲဒီကောင်ကဒီနေ့ပွေးစီမှာမပါဝင်ခဲ့ဘူးနောက်ပိုက်ကျွန်တော်ဒီလာမယ့်ပွေးစီတွေမှာဆိုရင်ယူပါလေ quarter final ကစားဖို့ရှိနေတယ်ကျော်ရင်လည်းတင်ကအဲ့လိုမျိုးအနေထားတစ်ခုမှဆိုရင်ပေါ့ဗျာကျွန်တော်မဆောင်လည်းတဲ့တင်နေတဲ့နောက်ခံ celebrate တွေမှာဆိုရင်ယူတရားဖို့ရှိနေတယ်ဆိုတော့ကိုရီတင်အနေနဲ့ပေါ့ဗျာဒီနေ့ပွေးစီကအကောင်းဆုံးဖြစ်ခဲ့လို့ကျွန်တော်တို့ကဆိုလို့ရမှာတော့ဆိုတော့စီးရီလို့အတင်းကို ကိုမရှိတည်ရင်လည်းကိုရဲ့အုတ်ထွက်ပုံမှာကိုရဲ့ပိတ်သက်တွေရှိမှာဟိုပုံတက်ခါဘယ်အရာရောပြလို့ရှိရင်လူခဲပြန်ဖဲအတင်းကိုဟိုတုံ့ပြန်မပေးနိုင်ကြတဲ့အနေအထားတစ်ခုမှဆိုရင်ကျွန်တော်အနေနဲ့ကတော့ဒီရလကကျင်းနေမှုထက်သေးသလိုရှိတယ်လို့ကျွန်တော်ဆိုလို့ရမှာဘာလို့လဲဆိုတော့ကျွန်တော် AV City ရဲ့နေမှာဆိုလိုင်ရန်ကိုသူရဲ့အင်တွေးမှာကျွန်တော်မေဆောင်နေတဲ့တင်နဲ့ quarter final ကစားမယ်ဒီနေ့ပွဲစီမှာကိုအတင်းကစားသမားတွေက တယ်ပြဿနာသိပြီးတော့မရှိခဲ့တဲ့အခြေအနေတခုမှဆိုရင်နေကြဘောက်လာမယ့်ပွေးစီမှာလူလျှော့ပေါင်လဲလို့ရှိနေတယ်။နိုင်ရဲ့ပွေးစီမှာကျွန်တော်တို့ဒီနေ့ပွေးစီမှာဆိုရင်အာလီနီယူတို့အခြေအနေကောင်းခဲ့တယ်။အနောက်ပိုင်းလာမယ့်ဒီဒီလိုင်ရဲ့ပွေးစီမှာဆိုရင်တကယ်လို့မဟုတ်ပေါ့ဗျာဘက်ထရီတူကိုအနာပေးပြီးတော့အဲ့ဒီဘက်ထရီတူကိုနေရာမှာလူလျှော့မပေါင်ဘူးလို့ကျွန်တော်မဆိုနိုင်ဘူး။ ဒီကြာတခုကတော့တိုက်စီအထောင်ပါဆိုရင်စကီစီပါဝင်လာဖို့ဟဲဒရယ်ပါစင်ဂျူလို့ညားနေတယ်စကီစီပါဝင်လာမှပြကျွန်တော်ကိုရောက်ဖို့ရှိနေတာဒါမှပဲကျွန်တော်သူတို့ရဲ့အင်ဂျင်မှာအကောင်းဆုံးလုပ်ပြနိုင်လို့ကျွန်တော်ပြောလိမ့်မိတယ်ယူပါလဲအနေနဲ့တခုပေါ့ဆိုတော့ဒါကကျွန်တော်ဒီမနေ့ကကစားကြေးလေးပြင်းပြလေးပွေးစီ30တစ်အဖြစ်ကိုရဲ့ ultra ဘုံမှာ CD မြုပ်ကန်တိုင်ဖက်ကိုဘုံမရှိတည်နေတဲ့ကျွန်တော်အမှန်ရယူနိုင်ခဲ့တဲ့ပွေးစီတခုပေါ့ဗျာ အင်္ဂလိပ်နဲ့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိတယ်အထူးသဖြင့်ကျွန်တော်ယူနိုက်တက်အသင်းဘက်ကရောစီတီအသင်းဘက်ကရောကစားသမားတွေကစားပုံတွေဘလော့ဂ်ကောင်းလို့ရှိခဲ့တယ်လေကျွန်တော်ယူနိုက်တက်အသင်းဘက်ကကစားသမားတွေဘလော့ဂ်အားနေမှုရှိခဲ့တယ်ဘလော့ဂ်အကောင်းဆုံးဖြစ်ခဲ့တယ်လေဆိုတာယူကရိုရဲ့အမြင်လေးကိုဆွေးနွေးပေးကြပါအောင်ကျွန်တော်လာမယ့်စတီးယန်းလေးမှာဆိုရင်လာရင်လည်းကော်တာဖိုင်နယ်ကစားမယ့်နေရာတစ်ခုမှာကိုအသင်းဘက်ကအဝေးဝင်းဖြစ်တဲ့အတွက်အကောင်းမွန်ဆုံးကျွန်တော်လုပ်ပြနိုင်ဖို့လိုတယ်ပြီးမှပဲ ယူပါလေဖလာကိုရာမှာပဲကျွန်တော်တင်ခါကချိန်ပြဲလေးကိုပေါ်တူပြီးမှာမဟုတ်ရင်တော့ဒီ assist 73ကနေပြင်းရလိုက်မှာဝေးလေကြောက်ပဲနဲ့ယူပါလေလေးဝင်ခွင့်ရမှာမဟုတ်ဘူးချိန်ပြဲလေးကိုဝင်ခွင့်ရမှာမဟုတ်ဘူးအတွက်နိုင်နေပွေးစီမှာအကောင်းဆုံးဖြစ်ဖို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ကြည့်ရှုအားပေးတဲ့ညီကိုတူတူကြောက်ရတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာညီကိုတို့နဲ့အတူတူကြည့်ကြအောင်မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းနဲ့ ကဘာသူကဘာသာပေါင်းတဘာဝပင်းဒီအောင်မအမြဲဆုံးလွံ့မြောက်နိုင်မှာဆိုလို့ကျွန်တော်ဆန္ဒပြုနေတဲ့လူတွေကိုဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးပါ